အားလုံးမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့လူများစုသတိနမူမိပေခင်နီတကြတဲ့သွေးတို့ယောဂကိုစောစီစွာသိရှိပြီးစီမံခန့်ခွဲခြင်းပါကြောင့်အရေးကြီးလဲဆိုတာပဲဖြစ်ပါတယ်သွေးတို့ဤသဘောအကြောင်းကတော့လူများစုဟာမိမိမှာသွေးတို့ယောဂရှိနေတာကိုလက္ခဏာမပြမချင်းသတိမထားမိတတ်ကြလို့ပါ။ကောင်းမှုတာစကြောတတ်တာမျိုးလုံးဝမရှိဘဲနဲ့လေသွေးတို့နေနိုင်ပါတယ်။ ကုသမှုမခံယူပဲကြာလာတဲ့အခါမှာတော့နှလုံးယောဂာနဲ့လေဖြတ်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုယုတ်တည်းရက်ထပ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်အချိန်မီဂယူဆိုင်ဖို့လိုအပ်ပါတယ်။ပုံမှန်တိုင်းတာခြင်းဤလိုအပ်ချက်ဒါဆိုရင်ဘာကြောင့်ပုံမှန်သွေးပေါင်ခြင်းတိုင်းတာဖို့လိုအပ်တယ်လဲ။ယောဂလက္ခဏာမပြတ်တတ်တဲ့အတွက်သွေးပေါင်ခြင်းတိုင်းတာခြင်းတစ်ခုတည်းကသာ သင်မှာသွေးတိုးရှိမရှိကိုအတိအကျသိနိုင်မဲ့နီလန်းဖြစ်ပါတယ်။ကျမ်းမကြီးကောင်းမွန်သူဖြစ်ရင်တောင် အနည်းဆုံးတနည်းလျင်တစ်ချိန်သွေးပေါင်ချိန်တိုင်းတာသင်ပါတယ်။အဝါလွန်သူများနဲ့ဆေးလိပ်တောက်သူများနဲ့မိသားစုမျိုးရိုးရှိသူများကတော့ဆရာဝန်ညွန်ကြားချက်အကైပုံမမကြခဏဆစ်ဆေးသင်ပါတယ်နော်။ဂဏန်းများဤအတိတ်ပဲအပေါ်ကနန်းကနှလုံးကနီသွေးကိုညှစ်ထုတ်လိုက်ချိန်မှာရှိလေသွေးဖြီအားဖြစ်ပြီး 120ဝင်းကျင်ဆိုရင်ပုံမှန်ပါဩဂနန်းကတော့နှလုံးကအနာယူနေချိန်မှာရှိလေဖြစ်အားဖြစ်ပြီး80ဝင်းကျင်ဆိုရင်ပုံမှန်ဖြစ်ပါတယ်အကယ်၍တင့်သွေးပောင်ခြင်းဟာ100လေးလေပိုင်90မီလီမီတာမျိုး HG နဲ့အထက်ကြော်လုံးနေပြီဆိုရင်တော့ဇီယာဝန်လည်းမဖြစ်မနေတိုင်မြင်ဆွေးနွေးဖို့လိုအပ်ပါလေနော်တင့်ချားမာကြီးအတွက်ဒီနေ့ပဲသွေးပောင်ခြင်းစစ်ဆေးလိုက်ပါနားစင်ဖေးအတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်